ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Gigi Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူရှင်မင်းကံဘလူရေးသားထားတဲ့ဖွားမယ်စိနဲ့ကဝေမလီရှင်ညိုပါဝင်သောရရနာမြေပုံ အပိုင်း123ကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပြီးတင်ပြမဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗေးနာ Notification Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေ ကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရရှင်။ဖားမဲဆိုင်ရဲ့အိမ်မှာတော့လူတွေဆုံလင်နေကြပါရ။ထူးထူးခြားခြားရောက်ရှိနေတဲ့သူတွေကမောက်ဆိုးကြီးဥခုနဲ့မျက်နှာစိတ်မောက်ဆိုးနှစ်ဦးပါ။ဒါအပြင်တကြီးဥနောက်ချူ၊မောက်တူ၊မောင်အုံးတို့လည်းရောက်ရှိလို့နေကြပါရ။မောက်ဆိုးကြီးဥခုကဖွာဒါကကြောက်ရဲ့အသည့်တွေပြသူတို့ကဟိုးဘက်ကြောက်တန်ရွာမှာနေကြလေအခုကျုပ်တို့နဲ့သူတို့ဖွားစီလာခဲ့ရတဲ့အကြောင်းကတော့ဒီဟာကြောင့်ပဲဗျပြောကဖွားမဲ့စိန်စီကိုပစ္စည်းတစ်ခုကမ်းပေးလိုက်ပါတယ် ဒါကဗာညာလေကွ။ဖွားမဲ့ဆင်ရမီတော့ဒါကမြေပုံမှာဗျ။ပြောရရင်တော့ရဲနာမြေပုံမော့အမေကြီးရေ။ဟေးရဲနာမြေပုံဟုတ်သလား။ဟုတ်တယ်အမေကြီး။လူစိမ့်နှဦးစီကနေအသက်50အရွယ်လူကြီးတဦးကဖွားမဲ့ဆင်ကိုပြန်ဖြေပေးပါရယ်။နေပါအောင်မောင်ခိုးရဲ့ဒီမြေပုံဆိုတော့မောင်ရင်တို့ဘယ်ကနေများဘလို့ရပြောယူလာကြရလဲ။ဖွားမဲ့ဆင်ကတိပါရဲသားဖြစ်တဲ့မိုးစိုးကြီးဦးခိုးသားမေးပါရယ်။ကြောက်ပြပြပါမယ်ဖွား။နောက်ပြီးတော့ဒီလူတွေနဲ့အယုံဆုံးမိတ်ဆက်ပေးပြစေအောင်နော်။ သူကတော့ဦးတိုင်းလို့ခေါ်ပါတယ်ဒီဘက်ကတော့သူ့ရဲ့သားဖိုးသားလို့ခေါ်ရပြကျတို့ဒီမြေပုံရှာလာတာတခြားသူဆရာမဟုတ်ပါဘူးဒီဦးတိုင်းရဲ့အဖေမိုးဆိုးကြီးဘိုးတန်လုံးဆရာပဲဗျဟုတ်ပါတယ်ကျုပ်ကတခြားလောင်းကအဖေပြောပြတဲ့ပုံမြင်လို့လို့ဖြစ်ရမှန်လို့လို့အကြောင်းအရာတွေနဲ့ပဲကြီးပြင်းလာခဲ့ရတာပါအခုနောက်ဆုံးကြတော့အဖေဆုံးကညီမရလိုက်တဲ့အမွေးဆိုလို့ဒီမြေပုံပဲရှိရပါမိုးဆိုးကြီးဥတ္တရာပြောတော့ဖွားမဲဆိုင်ကမြေပုံသာကြည်နေခဲ့ပါတယ်ရှင်ညီကတော့မလက်မကတ်မှသာထိုင်ကဖွားမဲဆိုင်တို့စကားဝိုင်းကိုတိတ်တဆိတ်သာနားထောင်ပါတယ် ထား။ဘာများဖြစ်လို့လဲ။ရဲနာမြေပုံလို့ပြောရအောင်မောင်ရင်ဖီးယားဘာရီများတွေ့ကြုံကြရလို့လဲကွ။ကျုပ်ပြပြပါမယ်အမေကြီးဒီမြေပုံရှားခဲ့ပြီမဲ့ကျုပ်တို့မသွားတော့မှာဘူးဗျာဥခုတော့ပြပြမိတော့လေသူကအမေကြီးစီကိုအကြံဉာဏ်သွားပြီးတော့ယူကျင်ကောင်းမယ်လို့ပြောလို့သားကျုပ်တို့အခုရောက်လာခဲ့ရတာပါမိုးစိုးကြီးဥတားရဲ့စကားကြောင့်ဖွားမေစင်ကောင်းညှိလိုက်ပါတယ်တကြီးဥနောက်ချွာတော့ဖွားမေစင်လက်ထင်မှာကင်ထားတဲ့မြေပုံကြည့်ရင်နားမလဲတာကြောင့်ခေါင်းကသာတပြင်းပြင်းကုပ်ပြီးနေခဲ့တာပါဆက်ပြီးတော့မိုးစိုးကြီးဥတားရဲ့ ကျောက်ဖျားမုံဆိုးမျိုးရိုးဆိုတော့သူ့ရဲ့အလုပ်ကိုအတော်လေးကျွမ်းကျင်နေသူပါဒီရနဗေးရတောင်းနေဆိုရင်လည်းကျောက်ဖျားချီရာရေးကြီးပါရဲ့ဗျာအဲ့လိုနဲ့တရက်ကြတော့ကျောက်ဖျားစီကိုမြို့ဝနဲ့လူကြီးတယောက်နဲ့အဖေသုံးယောက်ရောက်လာတယ်ဗျအဖေကတော်ရဲတောင်နဲ့ကျွန်းကျွန်းကျဉ်ကျဉ်သွားလာနိုင်တော့အဖေကိုသူတို့နဲ့တော်ရဲအတူလိုက်ခဲ့ဖို့အခါချင်းဝင်မြွမြွမြမြပေးပြီးတော့ခေါ်ကြတာပေါ့ဗျာအဲ့ဒီအချိန်တော့အဖေကကျုပ်အမိနဲ့မညာသေးတော့လူပြိုလူလွတ်ပေါ့ဗျာလူပြိုလူလွတ်ဆိုတော့လေငွေရတော့ဘာမှမတွေ့ပဲလိုက်သွားခဲ့တာလေဒီလိုနဲ့အစာချီကသူ့ရဲ့အဖေအကြောင်းကိုပြောပြပါရယ် ်ပြုတ်ကိုတက်ဆွေကျုပ်တို့ဒီတော်ရဲရောက်လာလေလင်းကားရောက်တော့ရှိနေပြီဗျခမရတို့ရဲ့လိုင်းကိစ္စလည်းကျုပ်ခုထိဘာမှမသိရသေးပါလားဗျတန်လုံးဟာသူ့ကိုခေါ်လာတဲ့ကိုတင်ဆွေကိုမိလိုက်ချင်ပါအေးနေပါကွာငါတို့လည်းရှာစရာရှိနေလို့ပါကွာမင်းတို့လည်းငွေပေးထားရတဲ့တန်းဘာတွေပူပန်နေရလဲတန်လုံးရတန်လုံးကြောက်ကိုတင်ဆွေရဲ့အဖော်ရီကိုတန်တရားဝင်လာမိပါတယ်အစာပိုင်းကတော်ရဲကိုလက်နဲ့အပြေဆုံးနဲ့တော်ပြစ်လာကြတယ်လို့ထင်ခဲ့တာပါဒါပေမဲ့ သူတို့အတန်လုံးတတိထားပြီးကြည့်မိတော့တားကောင်တစ်ကောင်တော့မှမပစ်ခတ်ကြဘဲနဲ့တော်ရဲမှာတစုံတစ်ခုသာရှာဖွေနေကြပုံရပါတယ်။တံမိုးကြီးဆေးဘဝင်အပင်တမျိုးမျိုးများရှာဖွေနေကြသလားလို့တန်လုံးတွေးမိပေမဲ့လည်းအပင်တွေကိုရောင်လို့တော့မှမကင်ကြဘူးလေ။ဟူးတတိထားမှာတော့ကကြတော့မယ်။တန်လုံးရဲ့စိတ်ထဲမှာသာတက်ပြင်းချပြီးတွေးလိုက်မိပါတယ်။တန်လုံးပစ်ခတ်ပြီးရှာလာတဲ့တော့ကောင်တွေနဲ့ဝမ်းရည်ကိုဖြည့်ရှင်းကြတယ်လေ။တန်လုံးကလည်းသူတို့နဲ့အတူလိုက်လာပြီးမဲ့တတိကြီးကြီးသာထားပြီးနေရပါတော့တယ်။ ခုထီကိုမတွေ့သေးပါလားဟေ့ကိုတင့်စရာသူ့ရဲ့အဖော်ကြီးကိုညှိကြွားလိုက်တာပါကျွတ်တော်ကြီးတွေ့မှာပါဗျာတေချာလေးထက်ရှားကြပေါ့နေရာများလွဲနေသလားလို့အေးဗျာကျွတ်တော်စထွက်ရတဲ့တိုင်ပင်လာကြတယ်လို့ပဲရှားတော့ခတ်မှာပဲဗျဒါပေမဲ့ရအောင်ရှားကြတာပေါ့ဗျာကိုတက်ဆွေရိုးအဆူပြောတဲ့စကားတွေကိုတန်လုံးနားဆင်နေမိပါတယ်။ဒါပေမဲ့လည်းအကြောင်းရင်းကိုတော့တိတိကျကျတန်လုံးမသိရသေးဘူးလေ။ဒီလိုနဲ့တရမှာတော့တော်ရဲမှာတန်လုံးတို့ခရီးဆက်လာကြရင်လည်းရသေးကြီးတစ်ပါးကိုတွေ့လိုက်ရပါတယ်။ ရသေးကြီးကတစ်ပင်ရဲတစ်ခုအောင်မှတရားထိုင်နေရပါရသေးကြီးကမြင်တော့မုတ်ဆိုးအလုပ်ကိုလုပ်ပေးမယ်လေတရားတရားမဆင်းရတဲ့တန်လုံးကယူဆောင်လာတဲ့ငပြောတိအချို့ကတ်လိုက်ပါတယ်ကိုတင်းဆွေလူစုကတော့မလန့်မကန်မှခီးနားနေကြတာပါလူလေးဗျာဘာရသေးဒီတော့တစ်တောင်နဲ့ဘာအကြောင်းကိစ္စနဲ့များရောက်လာကြရလဲကွကျုပ်ကမုတ်ဆိုးပါဖားရသည်မုတ်ဆိုးဆိုတော့တော်တက်တာမဆမ်းမိမဲ့အခုလိုတော့နဲ့တဲ့အထိဝင်လာဖြစ်တာတော့ကျုပ်တို့တော့ပထမဆုံးပါပဲဗျာဟောဟိုမှာထိုင်နေလူတွေကကျုပ်ကိုငွေပေးပြီးခေါ်လာကြတဲ့သူတွေပါ ။ဘာကြီးရတဲ့ဟာတန်လုံးရဲ့စကားနားထောင်ရင်ကိုတင်းဆွေတို့လှမ်းကြည့်ပါရယ်။လူလေးသူတို့တွေနဲ့ဝေးဝေးနေကြလူလေးကိုကြည်ရတာမိုးဆိုးလုပ်ကိုလုပ်ပေးမယ်။လူကောင်းသူကောင်းလေးမလို့ဘာရတဲ့မှလိုက်မယ်နော်။အခုရှင်းဆက်သွားမယ့်ခီးမှာဘာတော့ကောင်းကိုမှမတက်ပါနဲ့။နောက်ပြီးဘဲရောင်မှလည်းမတက်မှာပါနဲ့လူလေး။ရတဲ့ကြီးကပြောတော့တန်လုံးနားမလဲဖြစ်သွားပါရယ်။ဘာရတဲ့အိုကျုပ်လေဟိုလူတွေကျုပ်ကိုဒီတော်ရဲခေါ်လာတဲ့အကြောင်းနားမလည်ဖြစ်နေပါဗျ။ဒါပေမဲ့အခုဘာရသိရပါထပ်ပြောလာတော့ကျုပ်ဘလို့မှမစင်းစားတတ်တော့ဘူးဗျ။ တန်လုံးကပြောလိုက်ပါတယ်လူလေးဒီလူတွေဟာလောဘမတက်တဲ့အရာကိုတက်နေကြတဲ့လူတွေကွသူတို့ရဲ့စိတ်ရောနှလုံးသားရောကလောဘမောင်နေဖုံးနေကြတာဒီလောဘကြောင့်ပဲသူတို့တွေဟာမသွားတဲ့နဲ့မလာတဲ့နဲ့အရက်ကိုသွားနေကြတာပဲကွဗျာအချိန်တန်ရင်လူလေးနားလဲလာမှာပါကွကျုပ်ပြောလိုက်တာကလူလေးနားချောင်မှာနောက်ဆိုရင်လူလေးအနည်းငယ်မှာပါကွဘာရတဲ့ရဲ့စကားဟာအကြောင်းမဲ့ပြောခြင်းမဟုတ်ဘူးလို့တန်လုံးတွေးလိုက်မိပါတယ်တန်လုံ ါတို့ဆက်သွားကြဆိုလေတော်နေဆိုရင်မိုးချုပ်တော့မှာဆိုတော့ညိုက်ဖို့နေရာလဲရှားအောင်မှာကွာဟုတ်ကဲ့ကိုတင်ဆွေဖယက်သိကျအပြန်ကြရင်ဝင်လာခဲ့ပါအောင်မေကောင်းပါပြီလူလေးရသေးကြီးကိုနှုတ်ဆက်ပြီးတော့ကိုတင်ဆွေရဲ့နောက်ကိုတန်လုံးလိုက်လာခဲ့ပါတယ်တော်ရင်တရိစံနေရန်နေကင်းအောင်လဲတစ်ပင်ကြီးတပင်အောက်ကနေမီးကိုမပြတ်မှွေးပြီးတော့အလဲကြကင်းဆောင်ပြီးအိတ်ခဲကြရပါတယ်ဒီလိုနဲ့နောက်တနေ့မနက်ကိုရောက်တော့ထုံးစံအတိုင်းပဲတန်လုံးကကိုတင်ဆွေရုံနဲ့ခီးဆက်ခဲ့ရပါတယ်ရသေးကြီးမှလိုက်တဲ့စကားအတိုင်းတောကောင်တွေမပြတ်ခတ်တော့ပါဘူး ်ဟာတမင်နေဟိတ်ကိုတင်းဆွေအံအားတင့်စွာနဲ့អော်လိုက်ပါတယ်ကိုတင်းဆွေတို့អូសរីយ៉ាဘလားဆိုရဲလူอ่ะဒါဆိုရင်တော့ကျုပ်တို့တွေမွေးတော့ဗျခင်ဗျားတို့လည်းတတိနဲ့ဒါလိုက်လာခဲ့ကြတော့ပြောပြန်ပါတယ်တမင်အုပ်စုကိုကြည်ပြန်တော့လေတမင်နေရလူကိုနည်းနည်းတောင်မှကြောက်လန့်ဟန်မရဘူးလေရှေ့ဆက်ပြီးရှောက်လာကြတော့ရှေ့မှာလမ်းမရှိတော့ဘူးအကြောင်းကတော့တောင်နေရန်ကြီးသားထိထိကြီးရှိနေကြအောင်ပါကျုပ်တို့တောင်မတရော်မယ်ထင်နေဗျမဖြစ်နိုင်ဘူးနော်မြေပုံထဲမှာဒီတောင်နေရန်ကိုတတ်မယ်လို့လည်းမပါဘူးကွာ ကြည့်ရတော့ဒီနားတဝိုက်မှာပဲရှိလိမ့်မယ်ရှာကြပါကွာကိုတက်ဆွေတို့လူစုကတောင်နေရန်ကြီးရဲ့နဘေးမှာရှောက်ဖေးကြပြန်ပါလေဟာကိုတက်ဆွေကိုတက်ဆွေဂူပေါက်တွေ့ပြီဗျအော်ခေါ်တန်းကြောင့်တန်လောင်းပါဝင်အားလုံးသွားကြည့်ကြပါလေဂူပေါက်မှာတိတ်မကြည့်လာပါဘူးစုံတွေကလည်းထူထပ်စွာပေါင်နေပြီးဂူပေါက်ကိုတော်ရုံဆိုရင်မြင်နိုင်ပွဲမရှိဘူးလေတိုင်မဲ့အခုတော့တွေ့ရှိသွားကြပြီဖြစ်ပါလေကဲဂူပေါက်ကိုတွေ့ပြီဆိုတော့တန်လောင်းလာကွာငါမင်းကိုပြောမယ်ကိုတက်ဆွေကတန်လောင်းကိုခေါ်လိုက်ပါလေ တကယ်တော့ငါတို့ဟော်ရီမြေပုံကြည့်ပြီးရှောက်ဖွေနေတာတခြားမဟုတ်ဘူးရွှေရည်ငွေရည်အပြည့်ရှိရတိုက်ကြီးတစ်ခုကွာဟော်ရီကကိုဘလာဆိုတဲ့လူပါရိုးရိုးလူမဟုတ်တန်လုံးတိုက်စရာပြောက်ပဲကွာသူရထားတဲ့မြေပုံရာငါတို့ဒီတိုက်ကိုလာတူးကြတာဒီတော့မင်းတို့လည်းဒီတိုက်ကရတဲ့ရွှေရည်ငွေရည်ငါတို့ထပ်ပြီးမှမဟုတ်လို့ငါတို့နဲ့ပူးပေါင်းပေးကွာကိုတက်ဆရာပြောတော့တန်လုံးစဉ်းစားပါတယ်မိုးဆိုးလုံလုံနေပေမဲ့လည်းတန်လုံးကဘဟုတ္တမနေပါဘူးတိုက်တူတာအလွန်အန္တရာယ်များတယ်အသက်တောင်မှသေဆုံးနိုင်တဲ့ကိစ္စဖြစ်ပေမဲ့တန်လုံးကကိုတင်းဆွေခေါင်းညှိလိုက်ရတယ် ကိုတဲဆွေပုံစံတန်လုံးမြင်းဆိုင်အသက်ကိုရန်ရှာလာနိုင်တာကြောင့်တန်လုံးသဘောတူလိုက်ချင်မှာတန်လုံးခေါင်းညှိလိုက်တော့ကိုတဲဆွေပြုံးသွားတယ်။သူတို့ရဲ့တိုက်တူးခြင်းကိုလည်းစတင်ကလှုပ်ဆောင်နေကြပြီဖြစ်ပါတယ်။အနောက်ကနေအသာလိုက်ခဲ့ကြတော့နော်။ကြောက်ခွင့်ပြုချက်မရှိပဲဘယ်အရာကိုမှမထီကြနဲ့မကင်ကြနဲ့ကြားကြရလား။တိုက်စရာကူပလာမှာပါတယ်။ပြီးရင်တော့ကူကြီးရဲ့အတွင်မူဝင်ကမှာဂါထာရီမှန်းမဟုတ်ပြီးကူကြီးကိုစာမန်းပေါက်ပေါက်တွေနဲ့ပြစ်ပေါက်ပြန်ပါတယ်။သူတို့ရဲ့လောက်ကင်တဲ့များအလုံးတန်လုံးကြည့်နေမိရဲ့လေ။ စိတ်အာရုံရဲ့အတွင်းထဲမှာတော့တိုက်ဆောင်ပုံကိုယ်တွေကိုတိုင်တဲပြီးမဖြစ်တာလို့သာလိုက်လာခြင်းဖြစ်ကြောင်းနဲ့တိုက်ပိုင်ပစ္စည်းတွေကိုမထီမတူပါဘူးဆိုတဲ့အကြောင်းတွေကိုတိုင်တဲကပြောနေမိပါတယ်။လာဟိတိုက်တကားပွင့်ပြီကွ။တိုက်ဆရာစီရီကိုဂါတာရီမန်းပြီးတော့ဖြတ်စည်းပါတယ်။ဂူကြီးတွင်ဝင်လာတဲ့အခါမှာတော့အပြင်ကနေမြင်ခဲ့ရတဲ့မဲမောင်နဲ့ဂူကြီးမဟုတ်တော့တဲ့အတွက်တန်လုံးအတော်လေးကိုအံ့ဩနေမြားပါ။တန်လုံးတို့တိုက်ကြီးတစ်ခုတွင်ရောက်ရှိနေပြီဖြစ်ပါတယ်။တိုက်အတွင်မှာရွှေမီးတိုင်းငွေမီးတိုင်းနဲ့အလင်းကြောင့်လင်းထိန်လို့နေခဲ့တယ်လေ။ ကျေပြောလာတဲ့ကူကြီးအတွင်ထဲမှာရွှေမြောင်းငွေများလည်းအပုံလိုက်ပင်ဖြစ်ပါတယ်။ကိုတင်းစွေတို့ကလည်းရွှေဘုံငွေဘုံတွေကိုတတ်မှတ်တဲ့မျိုးလုံးကြီးတွေနဲ့ဝမ်းသာအားရကြည့်နေခဲ့ကြပါတယ်။တန်လုံခေါင်းကိုရှမ်းခါမိတယ်။အဲ့ဒီရွှေအဲ့ဒီငွေတွေကြည့်ရင်တန်လုံဖြစ်လာမယ့်အန်နီကိုကြွတွေးနေမိရဲ့လေ။ကဲနောက်ထပ်တိုက်တစ်ခါဖွင့်မယ်ဟိတ်။ကြောက်နိုင်ရန်ကြီးကကာစီထိုင်နေအောင်ကြည့်ပြီးတိုက်စာကူပလာတတိပေးလိုက်ပါတယ်။ ကာတာရီမှန်းပြီးတော့ဆမ်မန်ပပောက်တွေနဲ့ကြောက်နေရံကြီးကိုပြပလိုက်တဲ့အခါမှာဂျင်းကနေဆိုရဲမိုးချင်းတန်ကြီးလိုမျိုးအတန်ကြီးကြောင့်တန်လုံးလေးလန့်သွားတယ်။အတန်ကြီးနဲ့တူကြောက်နေရံကြီးကလည်းတစုံတစ်ယောက်ကဆွဲဖယ်လိုက်တဲ့အတိုင်းပွင့်လာခဲ့တယ်။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တန်လုံးပစက်တောင်မှမစိနိုင်မဲအံ့ဩသွားရတယ်။မျက်စိရဲ့အရှိမကြောက်နေရံကြီးမရှိတော့ဘဲနဲ့နေရဲပြီးအယောင်တွေတလက်လက်တောက်ပါနေတဲ့ပရမများတွေကိုတန်လုံးမြင်လိုက်ရတယ်။အဲ့ဒီခါနဲ့တန်လုံးမဝင်ပါဘူး။ကိုတင်ဆွေတို့ကတော့အခန်းထဲဝင်ပြီးရှိရှိသမျှအရာတွေကိုအားရဝမ်းသာစွာပဲလိုက်ကြည့်နေကြတယ် လူလေးပြေတော့ပြေးပြေတော့လူလေးဆိုရဲအတန်ကိုတန်လုံးကြားလိုက်ပါတယ်အဲ့အတန်ကတော့ဘာရသေးကြီးရဲ့အတန်မှာရသေးကြီးများရောက်လာလေသလားဆိုပြီးတန်လုံးရှောက်ဖွေမိပေမဲ့လေရသေးကြီးရဲ့အရေးကိုတော့မမြင်ခဲ့ရဘူးလေထားဒါငါ့ကိုတတိပေးတာပဲတန်လုံးလည်းမစင်စားတော့ပဲအဲ့တိုက်ကြီးအတွင်အနီထွက်ပြေးပါတော့ရယ်ကုပေါကြီးရဲ့အပြင်ရောက်တော့ကုကြီးအတွင်အအတန်တွေစုညံနေရအောင်တန်လုံးကြားလိုက်ရတယ်ရှိမောတန်နေတဲ့တူကိုတက်ဆွေတို့လူစုရဲ့အော်ဟစ်တန်နေရလေတော်တခုလုံးလှမ်းမှုသွားခဲ့ရလေ။သွားပြီ။ဒီလူတွေတော့တိတ်ကုန်ပြီထင်တယ်။ တန်လုံးကကြောက်ကြလန့်လန့်နဲ့ပြောပြီးကူကြီးကိုဆက်ပြီးတော့မှမကြည့်ရတော့ပဲအဲ့နေရာနဲ့ထွက်ပြေးလာခဲ့ပါတယ်။လာရလန်းတိုင်းပြန်လာတဲ့ခါမှာတော့ရသေးကြီးကိုတန်လုံးရှာဖွေမိသေးတယ်။ဒါပေမဲ့ရသေးကြီးရဲ့အရေးအယောင်တော့မှတန်လုံးမတွေ့ခဲ့ရဘူး။တန်လုံးရဲ့ခါကြမှာကူကြီးရဲ့မူဝင်ခင်ကိုတက်ဆွဲပေးထားတဲ့မြေပုံလေးကရှိနေရပါ။ကျုပ်ဖေကဒီအကြောင်းတွေကိုသူအမှန်တကယ်ကြုံတွေ့ခဲ့တာပါလို့သူ့ကိုအမှန်တိုင်းမပြောခဲ့ဘူး။ဒါပေမဲ့သူဆုံးကနေမှဒီမြေပုံပေးပြီးသူ့ကိုပြောပြသွားခဲ့တာဗျ။ မော်စိုးကြီးဦးတိုက်ကသူ့ရဲ့အဖေဘိုးတန်လုံးရဲ့အဖြစ်အပျက်တွေကိုပြောပြခဲ့ပါတယ်။ဒီလိုဆိုရင်တင့်ဆွေတို့အုပ်စုကဘယ်လိုဖြစ်သွားကြလဲကွ။သူတို့အုပ်စုအဲ့ကူကြီးရဲ့မှာပဲနောက်ဆုံးတွေ့ခဲ့ရတယ်လို့တော့ပြောတယ်ဗျ။အေးလေဒါဆိုရင်တော့စီးပေါက်စီးကျူပြီးတိတ်ကုန်ကြရဲ့ထင်ပါတယ်။ကျွတ်တွေဒီမြေပုံရတော့အဲ့တိုက်ဆိုတဲ့နေရာကိုသွားရှာခြင်းမီးရဲ့။ဒါပေမဲ့အဖေနောက်ဆုံးမှာခဲ့တဲ့လောဘမတက်ကြနဲ့ဆိုတဲ့စကားကနားထဲမှာပြန်ပြီးကြားနေမိရဲ့ဗျာ အေးတိုက်တွေတော့မသွားကြတာအကောင်းဆုံးပေါ့တိုက်ကြရင်တော်ရုံလူမခံနိုင်ဘူးမာယာများတယ်လောဘတက်လို့မရဘူးကွကျုပ်ဖေဟာကျုပ်နာမည်တော်မှာမောင်တိုက်လို့ပေးခဲ့တာဗျသူ့ဘဝမှာမမေ့နိုင်တဲ့ကိစ္စရင်ဝင်လို့ပေးခဲ့တာထင်ပါရဲ့ဗျတိုက်ဆိုတာရေနာရီစုပေးတဲ့နေရာပေါ့ကွမောင်ရင်ကိုလည်းသူ့ရဲ့ရေနာလေးဆိုတဲ့သဘောနဲ့မှဲ့ခေါ်ခဲ့ပုံရပါတယ်ဟုတ်မယ်ဗျအေးကွတိုက်မှာမြင်အပ်မမြင်အပ်ပုံကိုအမျိုးမျိုးစောင့်ကြကြတော့မောင်ရင်တို့ရောဖွားနေနေတော့မသွားစေချင်ဘူးအဖေပေးခဲ့တဲ့အမွေဆိုရင်လည်းဒီတိုင်းလေးပဲသိမ်းထားကြပါကွ ဟုတ်ကဲ့မေကျွတ်တော့အဖေရဲ့စိတ်အတိုင်းလောဘမရှိပါဘူးအမေရေဒါပေမဲ့ဒီအကြောင်းတွေကိုတရားရောက်တည်သွားပြီးတော့ဒီမြေပုံတတ်မှတ်ကြရင်ဒုက္ခရောက်မှာဆိုလို့အမေကြီးစီကိုပြထားခဲ့ပါစေအေးဖွားစီထားလို့လည်းဘာမှမထူးပါဘူးကွယ်ဒါဆိုဒီလိုလောက်ကွယ်အဖေအမွေဆိုပေမဲ့မတူတော်ရီစီကိုရိုက်ရင်မဖြစ်တဲ့နာရီဖြစ်လာနိုင်တယ်ဒီတော့မီးရှို့ဖြက်စီပြမှာအလုံးစိတ်အေးကြရလိမ့်မယ်ဖွားမေစင်ရဲ့စကားကြောင့်ဥတိုက်တွေ့ဝေသွားပါတယ်အဖေဖြစ်သူပေးခဲ့တဲ့မြေပုံလေးကိုမီးရှို့ဖြက်စီပြအောင်နှမျောနေခဲ့တယ်လေโอ้မီးတော့မရှို့ပါနဲ့ဗျာဟိုကျုပ် ိန်ထားလိုက်ပါမယ်ဗျ။နော်အဖေ။တားဖြစ်သူဖိုတာပြောပါရယ်။ဦးတိုက်ကတားဖြစ်သူကြည့်ပြီးခေါင်းကိုခါပါရယ်။မဖြစ်ပါဘူးကွာ။ငါမျိုးစိတ်မချဘူး။မင်းကဒီတိုက်ကိုသွားရှာခြင်းနဲ့ရှာနေမဲ့ကောင်ကွာ။အမေ၊ကျောင်းမီးရှို့ဖြက်ဆီးပြမယ်ဗျာ။ဦးတိုက်ရဲ့စကားကြောင့်ဖိုတာမျက်နှာပြတ်သွားပါရယ်။တပြင်းကိုချပြီးအဖေဖြစ်သူကိုသာကြည့်နေခဲ့ပါရယ်။ကဲဒီလိုဆိုရင်တော့တမိရှင်ညိုညီပဲမီးရှို့ပေးလိုက်ပါအေး။ဖောင်းမဲ့စင်ကရှင်ညိုကိုခေါ်လိုက်ပါရယ်။ ရှင်ညိုရဲ့လက်ထဲကိုမြေပုံပေးလိုက်တဲ့ခါမှာတော့ရှင်ညိုလည်းဦးတိုင်းနဲ့တူမြေပုံမီးရှို့ဖျက်ဆီးလိုက်ပါတယ်။ဦးတိုင်းကတော့မီးရေလောင်နေတဲ့မြေပုံတွေ့တွေ့လေးသာငေးကြည့်နေပါတယ်။မြေပုံမီးရှို့ဖျက်ဆီးပြီးရင်နောက်ဦးတိုင်းတို့လည်းဖောမယ်စိန်တို့နှုတ်ဆက်ပြီးပြန်သွားကြပါတယ်။ဖွာဆော့ဆော့ဖိုးသားဆိုတဲ့လူကမြေပုံလိုချင်နေပုံပဲသူကြတိုက်ကိုသွားရှာချင်နေပုံရတယ်ဗျ။မောင်တိုးကပြောပါတယ်။မောင်တိုးရဲ့စကားကိုတကြီးနဲ့မောင်အုံတို့ကလည်းခေါင်းညိတ်ထောက်ခံကြပါတယ်။ သူမှလည်းလောဘရှိမှာပေါ့ကွယ်။ဒါပေမဲ့သူ့ရဲ့အကြောင်းသူ့အဖျားသိလို့အခုလိုမျိုးမီးရှို့ပြီးဖျက်ဆီးခိုင်းတာပေါ့။ကျိုးတူကတော့ကိုတည်းမဆိုင်တဲ့အရာကိုလောဘမတက်ပါဘူးဗျာ။ဟုတ်ပါဗျာ။ကို့အတန်နဲ့တော့မလဲနိုင်ပါဘူး။မောင်တွန်းနဲ့မောင်အုံတို့ဖွားမယ်စရာပြုံးပြီးကြည်ပါရယ်။ဒါနဲ့တကြည်ဆဆမြေပုံတေးချကြည့်နေအောင်ဆိုတော့နေရာများမှတ်မိလိုက်လားဗျာ။နေမိကလောသူမြေပေါ်မှာပြေဟိုချစ်တီချင်းမှတ်ထားတာကြီးကိုငါဘလို့သိမှာလဲကွာမသိပါဘူးဗျာမျက်စိတော်မှမလွှဲနိုင်မဲစိုက်ကြည့်နေတော့တေချာမှတ်ထားရေးတိုက်ညာသွားတူတော့မယ်ထင်တယ် ကောင်းတော့နားကျင်နေပြီထင်တယ်။မော်တော်ကတကြီးဦးနောက်ချိုးစနောက်ပါတယ်။မောင်အောင်နဲ့ဒေါ်ဝင်းတို့ကတော့တကြီးကိုအတီးပေါင်းနဲ့စနေရဲ့မောင်တူနဲ့ဒေါ်သားများတရှူရှူထွက်နေတဲ့တကြီးကိုကြည်ကတဟားဟားရှိမောနေခဲ့ကြပါတယ်။ရှင်ညိုရှမ်းဖွာဒီနောက်ခဏလောက်ဟုတ်ကဲ့ဖောင်းမဲဆင်ကရှင်ညိုခေါ်လိုက်တော့တကြီးဦးနောက်ချိုးတော်မှတိတ်သွားခဲ့ပါတယ်။ညီဖားမတဲ့အောင်ဗာများလှုပ်ထားသေးလေဖားမဲဆိုင်ကရှင်ညိုစိုက်ကြည့်ပြီးမေးလိုက်ပါတယ်ကျုပ်ဘာမှမလှုပ်ထားပါဘူးဖွာဘာဖြစ်လို့များမေးရလဲ ီဖောက်မလင်းစားနဲ့ညီရွာပြမှာတရားမွေးထားတယ်မဟုတ်လားအဲ့လိုမျိုးတော့ရှင်ညိုကမောင်တိုးကိုကြည်လိုက်ပါတယ်မောင်တိုးနဲ့မောင်အုံတို့ကတော့သူတို့မပြောချင်ပြပြတလဲခေါင်းခါပြကြပါတယ်အာဟိုကျုပ်တရားမမွေးပါဘူးဖွားရဲ့သူနဲ့ကျုပ်ကခင်ကြတာပါဘာအိုခင်တာလဲဖွားမသိလို့များထင်နေရလားဒီဖွားအိုရောညီလိန်လို့ညာလို့ရမယ်ထင်ပါနဲ့အေးဒါပေမဲ့အခုညီကိုမိတာစူဂျင်လို့မဟုတ်ပါဘူး။ညီကောင်းတာတွေလုပ်နေအောင်ဖွားသိပါရဲ့ ေးမကောင်းတာတွေလှုပ်လာရင်တော့ဖွားရဲ့ရောက်ကောင်နေညီးထွက်သွားမယ်ဆိုတာတော့မမေ့နဲ့ပေါ့အေးစိတ်ချပါဖွားရဲ့ကျုပ်မကောင်းတာမလုပ်ပါဘူးကျုပ်ကဖွားဦးမမိပေမဲ့ဖွားချီအောင်လိုက်မဲ့သူပါကျုပ်ကိုစိတ်ချပါရှင်ညိုရဲ့စကားကြောင့်ဖွားမယ်စင်ကြည်နေပြီးပြုံးပါတယ်ခဏကြာတော့သူ့ရဲ့လက်ဆွဲတော်တောင်းဝင်းကြီးကိုယူပြီးရွာရဲစီကိုအလေထက်သွားပါတယ်ဖွားမယ်စင်နဲ့ကဝေမလေးရှင်ညိုပါဝင်တော့နှစ်ရွာကြားကဖူးစာမောင်တူတယောက်အခုတလောညဘက်တီမှာအဲ့လိုမပြောဖြစ်နေခဲ့တာပါ ။တပ်ပြင်းတွေကိုလည်းမကြခနာချနေတဲ့တဲမောင်တို့အမေဖြစ်သူဒေါက်တာအကဲခန့်နေပါရယ်။ဟဲ့တာဖြာဆေးလိကြီးကတောက်မလို့လို့နဲ့မတောက်တော့ဘူးလို့လို့နဲ့ဘာဖြစ်နေရလဲကွ။ဆေးလိကြီးကိုပါစပ်မှခဲထားတဲ့မောင်တို့ဒေါက်တာမေးလိုက်ချင်မှာ။ဘာမှဖြစ်ပါဘူးအမေ။လေတန်တူတူဖြစ်ဖြော်လေးနဲ့မောင်တို့ကပြန်ဖြေပါရယ်။မင်းကြည့်ရတာတခုခုများဖြစ်နေသလားကွ။ဘာအပူတွေများမိများလဲငါသားရဲ့။ဒေါက်တာမောင်တို့ရဲ့မျက်နှာကိုစစ်စစ်ကြည့်ပြီးမေးပါရယ်။ မောင်တူအားဒေါ်တိုင်းအကြည့်ကိုမျက်နှာလှဲပြီးဘာဖြစ်ပါ့ဗျာဒီတိုင်းမှာပဲအေးညာတော့မင်းရဲ့ဒီတိုင်းမဲ့ဆိုတာမယုံဘူးကွတခုခုအပူမိနေရင်လည်းမလိမ္မာညာပဲနဲ့ပြောနောက်မှသင်ဒီအမေရင်ကျုပ်ရလိမ့်မယ်ကွဘာဖြစ်ပါ့ဆိုအမေကလည်းပြောက မောင်တူအားကုတ်ပြစ်ခင်ပေါ်ကစဉ်းစားပါလေဟဲ့ဒါရောဘဲလေရွာရဲခဏသွားမလို့ဗျမောင်တူအားနောက်လည်းမကြည့်ပဲပြောပြီးခြံဝိုင်းထဲကနေထွက်သွားပါလေ ရော်ရဲလန်တိုင်းတအိမ်ကွေတအိမ်ရှောင်းသွားလာရင်လည်းမောင်တို့တယောက်ဖွားမဲ့စင်ရင်နေအိမ်စီကိုရောက်ရှိလာခဲ့ပါရဲ့အမေမောင်တို့အချိန်ကိုရောက်လာပါလားဟဲ့လာလာတော်ဝင်းကတော့လက်ဖက်တော့ပကံလီကင်ကမိဖို့တွေကနေထွက်လာရင်းနဲ့ပြောပါရဲ့မောင်တို့ကတော့ပြုံးဝင်တာပြုံးပြီးထန်လက်ခုံမှဝင်ထိုင်ပါရဲ့ရှင်ညုံနဲ့နန်းကြိုင်တို့ကလည်းကုပြက်ပေါ်မှာဖွားမဲ့စင်နဲ့အတူတူထိုင်နေကြပါပါရဲ့ဖွားများဖြစ်လို့လဲမောင်ရင် မျက်နှာလည်းမကောင်းပါလားကွဖွားမဲ့စင်ရမီတော့မောင်တို့ခေါင်းခါရမီ ဘာမှဖြစ်ပါဘူးဖိုင်ကျုပ်စိတ်ထဲနည်းနည်းနေရာခတ်နေလို့ပါဗျာဖြေပါလေဩဘာရီများခတ်နေရလဲကွပြောစမ်းမအောင်ပြောရတာတော့ခတ်တယ်ဖိုင်လူငယ်ရေးရာကိစ္စဆိုတော့လေလီအမလီတိပါပြီကွသမီးရှင်ညိုညီကိုကြည်ရတာသူ့ရဲ့လူငယ်ရေးရာလာပြီးတိုင်မယ်မို့ရတယ်အေးညီတို့ဘာသာပဲပြောကြတော့အေးဖွားမယ်စင်စကားကြောင့်မောင်တိုးကရှက်ရည်ရှိပါတယ်ရှင်ညိုကလည်းကွပြက်ခင်ကနေစင်ပြီးကွိတ်တို့ ခြံနောက်ဘေးမှာဖျားခင်ပြီးစပွဲတလုံးချထားတယ်ကျုပ်တို့အိမ်မှာပဲသွားထိုင်ကြတာပေါ့အေးရှင်ညိုရှင်ညိုတို့ထွက်သွားတော့နန်းကြိုင်ကလည်းလိုက်ဖို့ဟန်ပြန်ပါတယ်ညီလေးတို့ဘာသာလွတ်လွတ်လပ်လပ်ပြောပါစေလိုက်မသွားနဲ့ဖွားမဲစင်ကတာတော့နန်းကြိုင်လည်းကွက်ပြက်ခင်မှသာပြန်ထိုင်နေခဲ့ရပါတယ်ကဲထိုင်ကိုကြီးတို့ဒါတော့ကျုပ်ရဲ့နေရာလုံးဆရာတစ်ခုခုရှင်ဒီစပွဲမှာပဲကျုပ်ကလာထိုင်နေကြရှင်ညိုရဲ့စကားကိုမောင်တူကောင်းညိတ်လိုက်ပါတယ်ပြောပါဦးကိုကြီးတို့ရဲ့မျက်နှာကြီးကစိတ်ညစ်စရာရှိနေတဲ့ပုံရတယ်ညဘက်တင်မအိပ်ဘူးလားမျက်ခွင်းတွေရောညိုနေရတော့ ဟေးဟုတ်လားရှင်ညိုရဲ့စကားကြောင့်မောင်တူလည်းရံရံမမနဲ့သူ့ရဲ့မျက်နှာလက်နဲ့ဆန်းတဲ့အခါမှာရှင်ညိုကကောင်းကြီးပြပါတယ်ဟုတ်ပါတော့ကဲဒါနဲ့ကျုပ်ကိုပြောစရာရှိ냐ဘာကြောင့်냐လဲကိုကြီးတို့ရှင်ညိုကမီတော့တန်းလို့တော့မဖြေနိုင်မဲမောင်တူမှတက်ပြင်းအရင်ချပါတယ်ဟေးဒီလိုဟာဟိုရွာတက်ကအကြီးမြတ်သမီးခင်ရချက်လေးညီးပြောဘူးလားမှတ်မိရဲ့မလားမောင်တူရဲ့စကားမှတ်မိကြောင်ရှင်ညိုကောင်းကြီးပြတော့ အေးအဲ့ခင်ဗျားချစ်ကမင်းလာဆောင်တော့မယ်တဲ့ဟာညီပြတော့ငါနဲ့ညာမှာဆိုအခုတော့ तू ကမင်းလာတော့ဆောင်တော့မှာဟာစိတ်ပြက်လက်ပြက်အတန်းကြီးနဲ့မောင်တိုးကပြောပါတယ်မောင်တိုးကိုကြည့်ပြီးရှင်ညိုပြုံးပါတယ်ညီကဘာပြုံးတာလဲသူ့ကိုပြုံးပြီးကြည့်နေရှင်ညိုမောင်တိုးကပေါက်ဆက်ဆက်မေးလိုက်ချင်မှာဟုတ်ပါတော့ကိုကြီးတို့မျက်နှာကိုကြည့်ပြီးပြုံးမိပါဒီတော့အဲ့ဒီမက်ခင်ဗျားချစ်ကယောက်ျားယူတော့မယ်ပေါ့လေအေးဟာမြို့သားရဲအသက်ကတော့ခက်ကြီးကြီးဟာရှင်ညိုကောင်းညိတ်ပါတယ် ဒါဆိုကိုကြီးတို့လည်းမခင်များချက်ချင်းနေပေါ့လေဒါနဲ့ကိုကြီးတို့ချင်းနေရောမခင်များချက်သိပြီးပြီလားဟာမပြောရပါဘူးဟာသူမျက်နှာအမြင်ရုပ်တည်နေဆိုတော့ပြောရမှာလန့်နေဟာငါပြောမိလို့အตาရညင်းတော်ဆိုရင်တော်သေးတယ်။အော်ဟစ်ဆဲဆိုလိုက်ဖွားရတာဖြစ်တဲ့ငါတိတ်ခါကြတော့မှလေရှင်ညိုရဲ့အမလီတော့ရရဲတာပြောကြည့်လိုက်စမ်းပါကိုကြီးတို့ရဲ့ကျပြောပြီးပြီပဲလေမခင်များချစ်ကကိုကြီးတို့နဲ့ညားကိုညားမှာပါဆိုနေ အေးနေ့စကားကြောင့်သာဖြေးသားနေရပါရှင်ညိုရဲ့ငါမလည်းလေသူမင်္ဂလာဆောင်တော့မယ်ဆိုတော့အိမ်မြဆားမြနဲ့ဒုက္ခလေးကြီးလုံးပါတယ်ဟာမောင်တူကမလိန်နဲ့ပြောနေရကြောင်းရှင်ညိုမပြောရဲပဲခေါင်းသာညှိရှာပါတယ်အဲ့ဒါငါဘာဆက်လုပ်ရမလဲရှင်ညိုဟိုအကြံလေးပါလိပေးပါအောင်ဟာရှင်ညိုလည်းခဏမြစဉ်းစားပါတယ်အကြံပေါ်လာတဲ့အချိန်မှာခုချိန်ဟာကြုတ်ပြောတာပဲကိုကြီးတို့ဘက်ကလုံနိုင်မှုသာအဓိကဖြစ်နေပြီလေငါဘာလုပ်ရမှာလဲရှင်ညို လောက်အောင်မှာကိုတင်ကြိုင်အောင်ပတ်ပြီးတော့တင်ကြိုင်တစ်ခုစီကသက်ဆိုင်ရာအောက်ကတစ်ခုကနေအကျွေးစီကိုစီယူခဲ့ရမှာပဲကိုကြီးတို့တကယ်လားရှင်ညိုငါအဲ့လိုလုံးမှာခင်မချစ်အချို့ပိုင်ဆိုင်ရမှာလားမောင်တူကရှင်ညိုကိုစိုက်ကြည့်ပြီးမေးပါတယ်ရှင်ညိုကလည်းတပြင်းချလိုက်ပါတယ်ကျုပ်ကကိုကြီးတို့စိတ်ပေါ်ပါသွားစောင့်တဲ့သဘောပါကိုကြီးတို့ရဲ့ကိုကြီးတို့တကယ်သဘောကျနေအမှန်ဆိုရင်တော့မနက်ဘန်ရွှေတက်ကဖျားလေးနောက်မှာစောင့်နေပါကျုပ်မခင်မချစ်ကိုရောက်ခေါ်ထုတ်ခဲ့ပါမယ်ဖြစ်ပါမလားဟာ ဖြစ်ပါတော့သူပြောတဲ့အတိုင်းသာကိုကြီးတို့လာပြလာခဲ့ပါရှင်ညိုပြောလိုက်တဲ့စကားကြောင့်မောင်တို့ပြုံးရွှင်စွာနဲ့ခေါင်းကိုညှိလိုက်ပါတယ်ရှင်ညိုကလည်းမောင်တို့ကိုကြည့်ပြီးပြုံးရှာပါတယ်ရှင်ညိုနဲ့မောင်တို့ကိုပြုံးနေအောင်မလန့်မကန့်မှမျက်မှောင်ကြီးကျုံပြီးနန်းကြိုင်အကဲခတ်နေလေဖွားမဲစင်ကိုကြက်လို့တော့ရှင်ညိုတို့စီကိုနန်းကြိုင်မလာဖြစ်ပေမဲ့မျက်နှာတွေလှမ်းကြည့်ပြီးအကဲခတ်နေရပါဒီလိုနဲ့နောက်တစ်နေ့မနက်ကိုရောက်တော့ဖွားကျုပ်ရွာတဲ့ခဏသွားလိုက်အောင်မေရှင်ညိုကဖွားမဲစင်ကိုခွင့်တောင်းပါတယ်အေးကြီးလားသမီး ဟုတ်အဲ့လိုပဲပြရမယ်ဖွာအေးအေးအေးဒါပြင်လဲသွားလိအေးယူတော့ဆိုင်သွားနော်ဟုတ်ကဲ့ဖွာမေစင်ကခွင့်ပြုတာကြောင့်ရှင်ညိုသွားဖို့တက်ပြင်စင်ပါတယ်မမညီမလေးလည်းလိုက်မယ်လေနန်းကြံဟာရှင်ညိုပြောတော့ရှင်ညိုညင်ရခန့်နေပါတယ်ရှင်ညိုရဲ့စိတ်ကိုသိတဲ့ဖွာမေစင်ကမီလေးညီမသွားစားရှာသွားပါစေမီလေးကမီလေးအမိနဲ့ဘုန်းကြီးကျောင်းလည်းသွားလိုက်နော်ကြလာမီလေးအဲ့လိုပြောလိုက်တဲ့အခါမှာနန်းကြံမျက်နှာစိတ်အလိုမကျစွာနဲ့နှွမ်းသွားရှာပါတယ် ရှင်ညွာနန်းကြံတနာရာကြောင့်ခေါ်သွားမယ်လို့ပြောဖို့ဟန်ပြတဲ့အခါမှာဖွားမယ်စင်ကခေါင်းခါပြရာကြောင့်တက်ပြင်းတာချလိုက်ရှာပါတယ်။အဲ့နောက်တော့ရှင်ညိုလည်းရွာသက်ရွာချီလင်းတာထွက်လာခဲ့လိုက်တယ်လေ။ရွာသက်ရွာမှာရှိတဲ့အရင်းမြရဲ့နေအိမ်ကိုရောက်တော့မခင်များချစ်ဟဲညီမလေးအိမ်မှာခင်များချစ်တာရှိနေတဲ့အချိန်မှာရှင်ညိုရောက်သွားခဲ့ခြင်းဖြစ်ပါတယ်။လာလေညီမလေးထိုင်အောင်အမေရောဘုန်းကြီးကျောင်းသွားတယ်ညီမလေးရဲ့။သူကအမဆီကိုပဲလာတာပါ။ဒါနဲ့အမမင်္ဂလာဆောင်တော့မယ်ဆို။ ရှင်ညိုရဲ့အမေကြောင့်ခင်များချင်းမျက်နှာညှိုးငယ်သွားပါရဲ့။အမေတို့လူကြီးကြီးစီစဉ်ကြရပါညီမလေးရဲ့။ဒါဆိုအမဘက်ကောလက်ခံထားရဲပေါ့။အမဘက်ကအဲ့လိုရွေးချယ်ဖို့ဆိုတော့မဖြစ်နိုင်ပါဘူးညီမလေးရဲ့။အမေရဲ့သဘောထားကအရေးကြီးပါ။ရှင်ညိုကခင်များချစ်ကိုကြည်ပြီးတက်ပြင်းချလိုက်ပါရဲ့။အမမှချစ်ရတဲ့သူရောရှိနေလား။ရှင်ညိုရဲ့အမေကြောင့်ခင်များချစ်ရဲ့မျက်နှာပုတ်ပြီးတော့ညှိုးငယ်သွားပြန်ပါရဲ့။အမကိုချစ်တာမချစ်တာမသိပေမဲ့အမချစ်ရတဲ့သူရောရှိပါရဲ့ညီမလေး။ ဘသူများလဲဆိုတာကျုပ်သိလို့ရမလားအမခင်များချစ်ကခေါင်းကိုဖြည်းဖြည်းလေးရမ်းပြီးခုချိန်မှာတော့ညီမလေးတိလဲဘာမှထူးခြားမသွားပါဘူးဒါကြောင့်မပြောပြစင်းနဲ့ညီမလေးရဲ့အဲ့လိုသာပြောပါတယ်မဟုတ်တာအမရဲ့အိမ်တော်တစ်ခုထူတောင်မို့ဆိုတာကအကဲကန်ရှင်ရဲ့သဘောဆန္ဒအရေးကြီးဆုံးပဲလေอืมကျုပ်ရဲ့လိုင်းကိစ္စကိုလည်းအချိန်လေးရအောင်ပြောပြစေဦးရှင်ညိုကလည်းမိမိပြောလိုတဲ့ကိစ္စကိုခင်များချစ်ကိုပြောပြပါတယ်ရှင်ညိုရဲ့စကားတွေနားထောင်ရင်လည်းခင်များချစ်ရဲ့မျက်နှာအမူအရာတွေပြောင်းလဲသွားခဲ့တယ်လေ အမဘက်ကသူ့ကိုမြေတားရှင်ကျုံနဲ့အတူတူလိုက်ခဲ့ပေးပါဒါပေမဲ့မြေတားမရှိဘူးဆိုရင်တော့အမနေခဲ့လို့ရပါတယ်ခင်မချစ်တွေဝေသွားပါတယ်ရှင်ညိုကလည်းခင်မချစ်ရဲ့မျက်နှာကိုသာကြည့်နေခဲ့ပါတယ်အမလိုက်ခဲ့မယ်ညီမလေးရှင်တကယ်လားအမရှင်ညိုကတအံ့တအော်မီတော့ခင်မချစ်ပြုံးပြီးကောင်းကြီးပြပါတယ်ဒါဆိုအမမြေတားရှိနေရလဲကိုကြီးတို့ပေါ့လေဟုတ်တယ်မလားအမအော်ညီမလေးရဲ့အမလိုက်ခဲ့ပါမယ်ဆိုအေးမောင်တို့အတွက်ရှင်ညိုဝမ်းသာသွားရှာပါတယ် ခင်မကြီးကတော့ရှင်ညိုခနာလို့ပြောပြီးအိမ်မောတက်သွားပါတယ်။လိုရမယ့်အပစ္စည်းတွေယူပြီးခင်မကြီးအိမ်မောကနေပြန်ဆင်းလာခဲ့ပါတယ်။ဟမ်အဝိထုတ်ကြီးမြင်ရွာလူတွေပြောကုန်တော့မှာပေါ့မားရဲ့ပြေးပြေးကြောက်ရှူခဲ့မယ်။ခင်မကြီးစွန့်စားပါတော့မယ်။တိတ်တခုမြေတားရှိနေတဲ့သူကမိမိအပေါ်မှာမြေတားရှိနေရလို့သိရပြီးရနောက်ခင်မချစ်တရားအဝိထုတ်ကိုပိုက်ပြီးထွက်ဖို့ပြန်မာရယ်ခင်မချစ်အဝိထုတ်ကိုရှင်ညူယူလိုက်တယ်ရွာရဲလန်းနေမသွားတော့ပဲရွာပြင်ပလန်းနေထွက်လာခဲ့ကြရယ် ရှာတိကဖျားလေးနီကိုရောက်တော့သူတို့ပြုံးရည်ပြီးတော့လက်ပြနေအောင်တို့မြင်လိုက်ရပြီလေအမလာလေဖြစ်ပါမလားညီမလေးရဲ့ဟုတ်တော့အထော်ကြီးတော်မပိုက်ပြီးထွက်လာပြီပဲဟာလာစမ်းမအမရဲ့မောင်တို့မြင်တော့တွန်းဆောက်သွားတဲ့ခင်များချစ်ကိုရှင်ညီဝလက်ကဆဲပြီးခေါ်သွားပြန်ပါလေကဲရောက်ကိုကြီးတို့ဟေးဘာကြီးလဲဟာခင်များချစ်အဝတ်ထုတ်ကိုရှင်ညီဝမောင်တို့ကိုပြလိုက်တော့အထော်ကြီးကိုကြည့်ပြီးမောင်တို့ကနားမလဲစွာနဲ့မီးပါတယ်ကိုကြီးတို့ တော့လေအခုဒီအထုပ်ပေးလိုက်တယ်ကနားမလဲဘူးလားရှင်ညူရငါနားမလဲလို့ပါနင်တို့ဘာဖြစ်လာကြလဲရှင်ညူမမောင်တိုးကိုကြည့်ပြီးတပြင်းချပါရယ်ကိုအီတိုဟော်ရီယာမက်ခင်များချက်ကလေကိုအီတိုရဲ့အနောက်ကိုလိုက်လာမှာတော့ဟင်ခင်များချက်ကငါအနောက်ကိုလိုက်မယ်ဟုတ်လားဘာလို့လဲရှင်ညူမောင်တိုးရဲ့စကားကြောင့်ရှင်ညူခေါင်းခါမိပါရယ်ခင်များချက်ကညီမလေးအမပဲပြောလိုက်တော့မယ်ဒီလိုပါကိုမောင်တိုးညီမလေးရှင်ညူပြပြလို့ကိုမောင်တိုးကကျုပ်ပေါ်မြတ်တာရှိနေအောင်တိတ်ခဲ့ရပါရယ် ကျုပ်ဘက်ကလည်းကိုမောင်တွဲမြတ်တာကိုလက်ခံပြီလို့အဲ့ဟာအဲ့ဟာလေအဲ့လိုပြောကဆက်ပြောဖို့အတွက်တွန့်ဆုံနေပါလေမောင်တွဲသဘောပေါက်သွားပြီလေအာရပြီရပြီဒါဆိုအကုန်တိပါပြီလာလာသွားကြအောင်ညီမမောင်တွဲတောင်ခင်များချစ်ရဲ့လက်ကိုဆက်ကိုင်းပြီးထွက်သွားပါတော့တယ်မောင်တွဲရဲ့မျက်နှာကြီးကတော့ပီတိရင်နဲ့ပြုံးရှင်လို့နေကြတာလေချစ်လန်းစိလန်းလောက်လှမ်းသွားကြပြီးရဲ့နောက်ရှင်ညိုတတိယပြီးအနောက်ကိုလှည့်ကြည့်ကြရှာပါတယ်ရှင်ညိုကတော့ခါးကြီးထောက်ပြီးသူတို့ကြည်နေလေ။ဟိ။ဒါလေးရှင်ညိုသွားကြရအောင်လေ။ ရှင်ညိုလေအမောင်တို့ရဲ့အနေကိုရောက်လာပါတယ်။ကြုံလိုက်တော့ကိုကြီးတို့ကြုံတဲ့ကိုကြီးတို့အတူတူပြောက်သွားရင်ဖွားလို့စိတ်ပူနေရမှာအားကြောင့်ကိုကြီးတို့တို့ပဲတနေရရမှာသွားနေကြပါ။အေးညီပြောတာလည်းဟုတ်တာပဲနော်။ဒါဆိုငါတို့ညကိုရွာရွာရွာမှာသွားနေမယ်ဟာအချိန်နေအေးပြီဆိုမှပြန်လာခဲ့ကြမယ်။ဘယ်ဘောက်သွားမှလဲကိုကြီးတို့။ဘယ်သွားမှလဲဟာအရင်တော့ခန်းတို့ရွာပေါ့။အင်းအားဆိုရင်တော့ကျုပ်စိတ်ချပါရဲ။အချိန်ရှုံလေးသွားကြတော့ကိုကြီးတို့ရေလမ်းခီးမှလည်းဂယူဆိုင်ကြအောင်နော်။အေးပါစိတ်ချဟာ။ဒါဆိုငါတို့သွားပြီနော်။ညီမအမားတို့သွားပြီနော်။ ရှင်ညိုခေါင်းညိပ်ပြီးပြုံးပြလိုက်ပါရယ်မောင်တိုကလည်းခင်များချက်လက်ကိုကိုက်ဆဲပြီးရှင်ညိုကြောက်ခိုင်းပြီးထွက်သွားပါရယ်မောင်တိုတို့ခဏလာရကြည့်နေပြီးနောက်ရှင်ညိုလည်းတောင်းထွန်းရအောင်ပြန်လာခဲ့လိုက်တယ်လေဖောင်းမေစိန်တို့မောင်တိုရဲ့အကြောင်းရှင်ညိုမပြောပြခဲ့ပါဘူးပုံမှန်အတိုင်းသာအမှုရမပြတ်အနေခဲ့လိုက်ပါရယ်ညနေရောက်တော့လူဆယ်ယောက်လောက်ရှိတဲ့လူစုကဖွားမေစိန်အိမ်ကိုရောက်ချလာပါတယ်။ဖွားမေစိန်ရှိလား။လေတာပြောပြမှုမရှိဘဲခတ်ထန်နေရပါ။ရှိရဲ့ဘသူတွေလဲ။ရှင့်ဖွားမေစိန်နဲ့တွေ့ကြတယ် နေပါဦးဘသူတွေလဲပြောပြကြအောင်လေကြော်ဝင်းတားပြီမဲ့လေယောက်ျားရီကချက်တကောက်တွန်ဖွင့်ပြီးဝင်ကြပါရယ်ဝင်လာတဲ့သူတွေကိုဖွားမယ်စိန်ကမျက်မှောင်ကြုံကကြည့်လိုက်ပါရယ်လူအုပ်ထဲမှာအရင်မြောက်မြင်တော့ဖွားမယ်စိန်မျက်မှောင်ကိုပြန်လျှော့လိုက်ပြီးလာကြထိုင်းကြကွက် နေရပေးလိုက်ပါရယ်အရင်မြလည်းမျက်နာမတာမရနဲ့ကပစ်ခင်ပေါ်ဝင်ထန်လိုက်ပါရယ်ဘာသာများရှိလို့ရောက်လာကြလဲဤဖွားမဲ့စင်ရမီတော့အကြီးမြရဲ့သားဖြစ်သူခင်မောင်ချစ်က ကျွန်ညမပြောက်နေရဲ့ဗျ။အမေတို့အိမ်ဟာရှင်ညိုစရဲကောင်မလေးခေါ်ပေးပါ။ကျွန်ညမနဲ့အတူတူအဲ့ကောင်မလေးတွေ့လိုက်တယ်လို့ပြောကြတယ်။ဟေးဟမ်ဖောင်းမေစိန်နဲ့ဒေါ်ဝင်တို့အံ့ဩသွားကြပါရဲ့။မိဝင်းညစ်တူမောသွားခေါ်ကြည့်။ကြောက်ရောက်ပါ ਈ ဖွာ။ဖောင်းမေစိန်ခေါ်ကိုင်းနေရချောင်းရှင်ညိုကအနားကိုရောက်လာခဲ့ပါရဲ့။ခင်မောင်ချစ်ကရှင်ညိုကောင်မလေးညညမဘာမှလဲပြော။ဒေါ်တာတန်နဲ့မေးပါရဲ။ကျုပ်မသိဘူးလေ။ဘာပြောရဲ။ မသိဘူးဟုတ်လားနင်းနဲ့အတူတူထွက်သွားတော့မြင်နေသူကမြင်နေအဲ့ကြမလိန်နဲ့ငါညမဘာမှလည်းပြောအော်ကျုပ်တကယ်မသိဘူးကောခင်မောင်ချစ်ကရှင်ညို့ပေါ်ဒေါသတွေထွက်နေကြတာပါအကြီးမြခင်မောင်ချစ်ရဲ့လက်ကိုဆွဲပြီးအကြီးမေမေသမီးအကြီးကတော့မလိန်ပါနဲ့အေးမိခင်တယောက်ကလေသားသမီးပေါ်မှာပူပန်ရတဲ့အပေါ်သမီးစာနာပေးပါအကြီးသမီးလေးခုဘသူနဲ့ပါမှရှိနေလေပြောပါသမီးရဲ့ရှင်ညိုမေးရှာပါတယ် ပြောလိုက်ပါသမီးရဲ့ညီဘာပဲလောက်ခဲလောက်ခဲဖွားညီဘက်ကနေရက်တီမှာပါမဟုတ်တာမလုပ်ထားဆိုတော့လေဖွားသိပါတယ်အေးဖွားမေဆရာပြောတော့ရှင်ညိုတက်ပြင်းချပြီးခေါင်းငိတ်ပါတယ်ကျွတ်ပြောပါမယ်ဖွားတကယ်တော့မက်ခင်ညာချင်တဲ့ကိုကြီးတို့ကမေတ္တာညနေကြတာပါအားကြောင့်သူတို့မဝေးစေချင်လို့ကျွတ်ကူညီပေးလိုက်မိပါတယ်ဖွားဖွားပြောတယ်ဒါဆိုရင်ဒီရွာမောက်တိုးဆိုတဲ့ကောင်ငါညမခိုးသွားတာပေါ့ဟုတ်လားပြောစမ်းအခုသူတို့ဘာမှလဲဟေးငါမေးနေလေဖြေလေး ခမောက်ချစ်ကရှင်ညိုလက်သီးနဲ့ထိုးဖို့ရွေးမိပါရယ်အရှင်များတားဖြစ်သူခမောက်ချစ်အပေါင်းဖျံကနဲ့ရိုက်ချလိုက်ပါရယ်ဒီမှာခမောက်ချစ်နင့်မိန်းကလေးတယောက်လက်သီးလက်မောက်တမ်းပြီးယောက်ျားကြီးတမ်းပြီးရန်တွေ့ဖို့အတွက်ငါနင့်မွေးထားတာမဟုတ်ဘူးဟဲ့အမေအမေသမီးကပါသွားပြီဗျနင့်ပစက်ကိုပိတ်လိုက်တော့ဘွားရဲ့တားတပည့်ဆိုလို့ရှိရင်ငါသမီးငါစိတ်ချတယ်အေးသူတို့တွေဘဲသွားလဲပမာလဲဆိုတာငါမသိချင်အချိန်တန်ရွာကိုပြန်လာကြလိမ့်မယ်လာပါမယ်ဖာကျွတ်တို့ပြန်မအောင်မယ် အရင်မြခမောင်ချစ်ကိုဆွဲခေါ်ပါတယ်။ကျန်တဲ့သူတွေကလည်းပြန်လိုက်သွားကြပါတယ်။ရှင်ညွတ်ပြောင်းငုံငူကြီးမတက်ရန်နေခဲ့ပါတယ်။ကုပစ်ပေါ်ဝင်ထိုင်လေ။ဖွားမဲဆိုင်ကပြောမှရှင်ညွတ်ကကုပစ်ခဲမှာဝင်ထိုင်ရှာပါတယ်။ဒေါ်ဝင်းနဲ့နန်းကြိုင်တို့ကလည်းဖွားမဲဆိုင်နဲ့ရှင်ညွတ်ရဲ့အရေးချီကိုကြည်နေခဲ့ကြတယ်လေ။ညီးကိုတို့ဖဲသွားကြလေ။အရင်တော့ခံရရောပါ။အေးဒါဆိုရင်တော့စိတ်ချပါပြီ။ညီးကြီးကကောင်းကောင်းလေးစောင့်ရှောက်ပေးမှာပါ။ရှင်ညွတ်ကောင်းငင်လိုက်ပါတယ်။ဖွားဘာဖြစ်နေကြလဲ။ ခြံဝိုင်းထဲဝင်လာတာကတကြီးဥနောင်ချူနဲ့မောင်အောင်တို့ပါ။ဘာဖြစ်ရမှာလဲ။မောင်တို့လေမိမခိုးပြေးသွားလို့။ဗျာ။ဟမ်။ဟိုဟုတ်လို့လားဗျာ။ဒီကောက်မှာချစ်သူရှိရလဲကြုံကြားမိပါဘူး။ဒီကောက်ဘသူခိုးပြေးတာလဲ။မောင်အောင်မင်းရောတိတ်ထားလား။ဟာဗျာကြုတ်တော့အခုမှတိတ်လို့အံ့ဩနေ။ဒီကောက်ဘသူခိုးပြေးရလဲဟာရှင်ညို။ဘသူကမှလဲရာသစ်ကအရင်များတဲ့တမီခင်များချစ်တယ်လေ။ဟိုကဟာရီလဲစောနာမှာလာပြီးတောင်းကြံသွားကြတာ။ဟာ ါတော့ဘယ်ဟုတ်မလဲသူတို့အချင်းချင်းချစ်ကြိုက်လို့ခိုးပြေးကြတာဖွားအိမ်လာပြီးတောင်းကြမို့လို့လို့လားဒီလူတွေတော်တော်သွေးကောင်းနေကြတဲ့ပုံပဲရမ်းမိလဲစိတ်တုံနေနဲ့အုံးဟဲ့အဲ့ခင်များချစ်ခိုးပြေးတာနှိမ့်ညမရှင်ညိုလေဟိုရွာလူတွေကရှင်ညိုနဲ့ခင်များချစ်ကိုမြင်ခဲ့ကြလို့လိုက်လာပြီးတောင်းရမ်းကြတာဟေးဟုတ်လားရှင်ညိုမောင်တွေးရဲ့အမေကိုရှင်ညိုကောင်းညှိလိုက်ပါတယ်ဒါဆိုဟိုကောင်ကခင်များချစ်ကိုဘယ်ကိုခိုးသွားလဲတောင်းချေရွာရဲ့တော့တကြီးနဲ့မောင်အုံးရဲ့အမေကိုဒုံမင်းကတိုင်ခံကဖြည့်ပေးပါတယ် ရှင်ညိုရငါနောက်နေ့ဆိုမိမယူတော့မှာအခုနင်းလုံးလိုက်မှာပဲဟိုကငါထက်ရင်လက်ဥသွားပြီအဲ့ပြောတာပေါ့မင်းတို့နမသူ့အကူရီကြိုက်ရဖြစ်မှာစိတ်ပူပြော်လေဘူးဆိုင်နဲ့လှုပ်ပြလိုက်တာလေဒါမဲ့ဖွားတော့အပြစ်မပြောရပါဘူးအစဉ်ပြေပြေလေးပဲပြီးသွားကြတယ်အဲ့လိုပြောပြီးတော့ဖွားမဲစင်ကသူ့ရဲ့ပြောင်းမှုဖက်စီလေးကြီးကိုဖွားရှိုက်နေကြတာပါအစောပိုင်းကစူးစူးညံ့ညံ့အတန်းတွေပျောက်သွားပြီးမောင်တိုးအတွက်ဝမ်းသာနေကြပါဦးမောင်တိုးမှလည်းခင်မကျဲလက်ကိုဆွဲပြီးတောင်းချီရခီးဆက်နေကြတာပါ ခင်ဗျားကြီးရဲ့မိဘမောင်ပွားများနောက်ကနေလိုက်လာလိမ့်မလားဆိုပြီးပူပန်နေကြရှာပြီးတော့သူရဲ့နောက်ကိုဘသူမှလိုက်မလားဆိုတာတော့မသိကြရှာပါဘူးဒီလိုနဲ့မောင်တုံးနဲ့ခင်ဗျားချစ်တို့ဖူးစာဆောင်ခဲ့ကြပါရယ်မောင်တုံးရဲ့အမေဒေါက်တာတယောက်ကတော့အသားဖြစ်သေးတဲ့တင်ကိုကြားပြီးဖောင်းမဲ့စိအိမ်ကိုငိုကြည့်ချက်မှနဲ့ရောက်လာတဲ့အတွက်တော်ဝင်ခင်ဗျားနှစ်သိမ့်ပေးနေရပါရယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တက်ဆက်ပေးသားတဲ့ဇလန်းလေးနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါရယ် ။နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်မှုလည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်အူတျောက်ချင်းစီတိုင်းကိုလည်းကြည်စုထူပဲတင်ရှိပါရစေ။